နီဥပရိတာဇက်ကွန်မှန်းစလို့မရအောင်ခံမှန်းရခတ်ပါစီသဘောတရားလူဆိုတာက အစွဲအင်မတန်ကြီးတဲ့တတဝါဖြစ်တယ်အစွဲကြီးသလားအကျင့်ကြီးတဲ့တရိษံတွေလည်းဖြစ်တယ်အခြားလူတွေရဲ့အလौအကိုင်းအကျင့်အကြံနဲ့ပတ်သက်လာရင်မတိရမနေနိုင်စို့အတင်တိကျင်စိတ်ကြီးကြတယ်နေရာတကာပါကျင်ကြတယ်သူများထက်ပိုတိပိုတက်ကျင်ကြတယ် အဲ့ဒီလိုတီချောင်းတက်ချောင်းကဲပြခြင်းကြတယ်။တီထားတဲ့အသည့်အတက် အတိုင်းအတာလောက်နဲ့မော်ကြွားပြီးတစ်ဖက်လူအပေါ်လွှမ်းမိုးချုပ်ကင်လို့ကြတယ်။အဲ့ဒါကြောင့်ကိုယ့်ရဲ့အမှုအရာတွေအကျင့်အကြံတွေက ပုံတူဟန်တူနေခဲ့ရင်ကိုယ့်စိတ်ကိုဖွင့်ပြနေသလိုပဲခံမှန်းရလွယ်ကူသွားတာကြောင့်တစ်ဖက်လူတွေရဲ့မှန်းဆချက်တွေနောက်ဖုံးကွယ်မရပဲလူပေါ်ကြီး လူအန္တရာကြီးဖြစ်သွားတတ်တယ်။ဒါကြောင့် မှန်းဆလို့မရောက်အောင်ခံမှန်းရခတ်ပါစီပြုတ်မှုမီတဲ့အကျင့်လေးတွေကို ပြန်ဆန်းစစ်ပါ အကျိုးလည်းမရှိပေါ်စာမီလို့လုံမိကင်မိနေခဲ့ရင် အကျင့်ပြောင်းလိုက်ပါဘာပဲလုပ်လို့ကိုယ်စိတ်ထဲကရည်ရဲထားတဲ့အတိုင်းတိတာနေအောင်မလုပ်ပြပါနဲ့လုံတော့တမျိုးဖြစ်တော့တခြားလူတွေထင်မှတ်မထားလောက်အောင်ပြောင်းလဲပြလိုက်ပါ အပြောနယ်ပဲဖြစ်စီ အလုံးနယ်ပဲဖြစ်စီ တခြားလူတွေကို အနေခက် မျက်စိလဲသွားအောင်အမှုအကျင့်ပြောင်းပြီးဆက်ဆံပါဒီနည်းနဲ့တဖက်လူရဲ့ကြောက်ရွံ့မှုယိုကျိုးမှု လေးစားမှု အလေးထားမှုတွေရယူနိုင်တယ်နေ့စဉ်ခံမှန်းရခတ်ပြီးနားလေရခတ်တာလောက်ကြောက်ဖို့ကောင်းတာမရှိဘူးအဲ့ဒါကြောင့်ငြေငလင်တွေလေမုန်တိုင်းတွေကိုကြောက်ကြတာပါဘယ်ချိန်မှထလှုပ်ပြီးဘလောက်ပြင်းထန်မလဲဆိုတာဘသူစီမားမှခံမှန်းနိုင်စွာမရှိပါဘူး ဘေးအန္တရာယ်ဆိုကြီးတကြိမ်ဖြစ်ပြီးတွားတိုင်းနောက်တဲ့တကြော့ဖြစ်လေအောင်မလားတွေးပူရသေးတယ်မမြင်နိုင်မသိနိုင်မမှန်းဆနိုင်လောက်တဲ့အဖြစ်တွေလောက်စိတ်ပင်ပန်းမှုကောင်းတာမရှိဘူးဒီသဘောအတိုင်းပဲနားလေရခတ်တဲ့အကျင့်အကြံရှိသူတဲ့ကြောက်ဖို့ကောင်းတဲ့လူမျိုးလောကမှာထက်တူမရှိပါဘူးတရိတ်ဆန်နေကြတော့ဘာပဲလှုပ်လှုပ်တမျိုးတပုံစံတည်းကိုပဲထက်ခါထက်ခါလှုပ်တက်ကြင်တဲ့ကြတယ်ဒါကြောင့်ပုံစံမပြောင်းဘဲ တမျိုးတည်းဆွဲလုတ်တတ်တဲ့အကျင့်ကိုတရိษံအကျင့်ရဲ့လို့လူတွေပြောကြတာပါမကောင်းတဲ့အကျင့်အကြံမျိုးမဟုတ်ပင်မဲ့လူတွေအနေနဲ့တရိษံတွေကို အမဲလိုက်တပ်ဖြတ်နိုင်ရခြင်း အကြောင်းကအဲ့ဒီတရိษံတွေရဲ့အပြောင်းအလဲမရှိ ခံမန်းရလွယ်ကူတဲ့အကျင့်အကြံတွေကြောင့်ပါတဘာဝလောကကြီးမှာတတ္တဝါအမျိုးမျိုးရှိပင်မဲ့အကျင့်အကြံကိုပြောင်းလဲနိုင်စမ်းရှိတဲ့တရိษံဆိုလို့လူပဲရှိတာဖြစ်ပါတယ် အသိစိတ်ဆိုတဲ့တဘာဝလက်ဆောင်ပုံကြောင့်လူသားတွေက သူတို့ရဲ့စိတ်နေစိတ်ထားအမှုအကျင့်အတွေးအကြံတွေကိုစိတ်အလိုရှိတိုင်းပြောင်းလဲနိုင်ကြပါတယ်ဖြစ်ချင်တော့အဲ့ဒီလိုအမြင့်မြတ်ဆုံးသောတကူရှိနေပေမဲ့လေလူအများစုက သူတို့အကျင့်အကြံတွေကို ကာလဒေတာတဘာဝအလိုက်ပြောင်းလဲဖို့မကြိုးစားကြတာကြောင့်သူမတာကိုမထူးအတူတူအနုနုတရိစ္ဆန်လိုကျင့် တရိတ်ဆန်လိုကြံတဲ့ဘဝမှာချွတ်ချုံကြသွားကြရပါတယ်ကျင့်သားရသွားတဲ့အသားကျမှုတဘာဝကိုအယတာခံမိပြီးအဲ့ဒီအကျင့်ပေါ်တာယာမိသွားတဲ့အတွက်တရိတ်ဆန်တွေလိုမျိုးထက်ခါထက်ခါလှုပ်တက်ကြင်တဲ့ဖန်တက်ကြံတက်ရင်ပဲတိုးတက်ဖွံ့ဖြိုးတာလွန်ထူးချွန်သလိုထင်မြင်ယူဆထားကြလို့ပါဘာလို့အဲ့ဒီလိုတာယာစိတ်မျိုးဖြစ်သွားရသလဲဆိုတော့ကျင့်သားရလှုပ်တက်ကြင်တက်မှုမှာ စိန်ခေါ်မှုနဲ့အပြောင်းအလဲမရှိတဲ့အတွက်အခြေကျတဲ့အတိုင်းအတာလေးရေသာကိုစိတ်ဝင်သွားကြလို့ဖြစ်ပါတယ်။အားဆိုင်ထုံးမှုများစွာမလိုအပ်တော့ဘဲရသလောက်အပေါ်ကျင့်တဲ့လွယ်စိတ်ဝင်သွားကြလို့ဖြစ်ပါတယ်။သူတို့အမြင်မှာအပြောင်းအလဲမရှိခြင်းကတည်ငြိမ်ခြင်းဖြစ်ပြီးတည်ငြိမ်မှုရှိနေရင် ရန်သူရဲ့တိုက်ခိုက်မှုတွေကိုကြံ့ကြံ့ခိုင်ခိုင်ခုခံကာကွယ်နိုင်မယ်လို့တွေးထားကြလို့ဖြစ်ပါတယ်။တကယ်လက်တွေ့မှာကြတော့ အဲ့ဒီလိုအလုံးမလုံးပါဘူးအပြောင်းအလဲမရှိသူရဲ့လောက်ရက်တွေဟာအင်မတန်တိတာပြီးခံမှန်းရလွယ်ကူတာကြောင့်အမားမလုံးမိတောင်းတလွဲဖြစ်သွားအောင်အကြောင်းအမျိုးမျိုးဖန်တီးပြီးကြောက်ချလိုက်လို့ရတယ်ကြာရှုံးသူအများစုရဲ့ဘဝသင်ခန်းစာတွေကိုနှိုင်းရှင်သုံးသက်ကြည့်လိုက်ရင်ကျင်သားရထားတဲ့အတိုင်းတသွေမတိန်အပြောင်းအလဲမရှိလောက်ကင်မှုတွေကြောင့်ပြိုင်ပိတ်ရဲ့လက်အောက်မှာလက်မြောက်အရှုံးပေးလိုက်ရတာတွေ ကြီးပါပဲငိန်နေတိုင်း လေပြင်းရဲ့ဒဏ်ကို ခုခံနိုင်မှာမဟုတ်ပါဘူးလေယူရရင်တက်အောင်မှာလဲဘေးဒဏ်ဟုသမ ्या ကိုခံနိုင်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်လူထက်ကလူဖြစ်ခြင်းရင်မတူညီတဲ့ကြည်ကြံတွေးခေါ်မှုတွေနဲ့ထူးကဲနိုင်ရမယ်မထင်မထားတဲ့အချိန်မှာမှန်းဆလို့မရနိုင်တဲ့အလောက်ကိုင်းမျိုးတွေပေါင်းသင်းဆက်ဆံပုံတွေနဲ့အမြဲတုံ့ပြန်နေရမယ်လူအပ်ရင်တတိပေးအတိပေးတဲ့အနေနဲ့မျက်စိလေသွားအောင် တဖက်လူရဲ့စိတ်ကိုကစားတက်ရမယ်လူတွေထင်မှားတဲ့အချိန်နဲ့ကွက်တီပြောင်းလဲပြနိုင်ရမယ်15ရာစုအီတလီမျိုးပြနိုင်ငံခေတ်ကြီးအတွင်းမီလန်မျိုးစာ ဖီလီပိုမာရီယာဘေကွန်ဒီဆိုရင်နိုင်ငံရေးနဲ့လုံထုံးနီးစင်တွေအရာလူတွေထင်မှတ်မထားတာတွေကိုပဲလုံတက်တဲ့အချင်းရှိတယ်တခါကားဆိုရင် အမတ်တယောက်ကို မျက်နှာသာပေးသလိုမျိုးနဲ့စကားဆမြည်တွေပြောပြီးနေရာပေးကျင်သလိုလို့ ရာထူးပဲတိုးအောင်ကူပေးမလို့မျိုးလုပ်တယ်မျိုးစားရဲ့ဂယုဆိုင်မှု အလေးထားမှုကိုရလာတော့လဲအမက်ပေါ့စာကရာထူးတိုးတော့မယ်အထင်နဲ့ကျင့်တတ်နေခဲ့တယ်တကယ်တမ်းရာထူးတိုးမဲ့အခြေအနေလဲရောက်ရောဖိလိပိုမာရိယာရဲ့အချိုးတွေအလုံးပြောင်းသွားတယ်အရင်လိုမဟုတ်တော့ပြန်ဘူးနားမလည်နိုင်တော့အမက်ပေါ့စာကဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားတယ်ဖိလိပိုမာရိယာဘေကွန်တီကိုပဲဆက်ဖားရမှာလားဒါမှမဟုတ် အဆင်ပြေသလိုပဲနေရမလားဝေခွဲမရစိတ်တွေနဲ့ဒုရတွေဖြစ်နေခဲ့ပြီးအချိန်တစ်ခုလောက်ကြာသွားတဲ့နောက်မှာဖိလိပ္ပိုမာရိယာက အချိုးပြန်ပြောင်းသွားပြီး အမတ်ပေါ့ဆာကိုငကူအတိုင်းပြန်ဆက်ဆံပြန်တယ်အဲ့ဒီလူမျိုးစိတ်ကောင်းလိုက်အချိုးပြောင်းလိုက်နေဆိုတော့အမတ်ပေါ့ဆာရဲ့အမြင်မှာဖိလိပ္ပိုမာရိယာကစိတ်အပြောင်းလဲများတဲ့လူလိုဖြစ်နေခဲ့တယ်အဲ့ဒီလူမျိုးခဏခဏဖြစ်လာတော့အမတ်ပေါ့ဆာရဲ့အမြင်မှာ ဖိလိပိုမာရိယာကိုယုံကြည်ဖို့ခတ်သွားတယ်။ယာရုတိုးဖို့ဆိုတာဖြစ်ချင်မှဖြစ်တော့မှာလေ။မတေချာမရေရာတဲ့လူရဲ့မျက်နှာသာပေးခံရမှုဆိုတော့ဘာအာမတ်ခံချက်မှမရှိဘူးလေ။အဲ့ဒါနဲ့ပဲဖိလိပိုမာရိယာဘက်ကဘလို့အချိုးမျိုးနဲ့မစိုးဆက်ဆံလာတိုင်းအမတ်ပေါ့ဆာကပိုလဲမပူစိုးလဲမစိုးနေတတ်တယ်လို့ပဲနေလိုက်တော့တယ်။ကြာလာတော့ဖိလိပိုမာရိယာရဲ့အမြင်မှာအဲ့ဒီအမတ်ပေါ့ဆာက အလုံးနဲ့ပတ်သက်လာရင်မျောလင်းကျက်ကြီးကြီးမထားနိုင်တဲ့သူလို ဖြစ်သွားတယ်။တကယ်လည်းဟုတ်တယ်။ကောင်းပြတော့အချိုးတစ်မျိုးနဲ့ဖားကျင်တယ်လို့လို့ဖြစ်တယ်။မကောင်းပြပြန်တော့အချိုးတစ်မျိုးနဲ့လူနာမကပဲရှောင်းတယ်လေ။အဲ့ဒီလိုအကျဉ်းစရိုက်မျိုးကို လူအများစုမှ တွေ့ရတတ်တယ်။ဘလို့ပဲဆက်ဆံလာပါစေအနေမှန်မှန်နေတတ်တဲ့သူအင်မတန်ရှားတယ်။ဖိလိပ္ပိုမာရိယာလိုလူမျိုးနဲ့ပေါင်းတင်ဆက်ဆံရရင် အထူးမှတ်ထားရမယ့်အချက်ကဘယ်တော့မှ သူတို့ရဲ့အတွေ့ကို ကိုယ်စိတ်နဲ့တစ်ဖက်သက်မခံမှန်းလိုက်ပါနဲ့။ဘာကိုလိုချင်လောက်မလဲဆိုပြီးမှတ်မှန်းစပါနဲ့။သိအောင်ကြိုးစားလေလေမှားလေလေပါပဲ။သူတို့ရဲ့စိတ်ကအချိန်မရွေးပြောင်းလဲနေတာကြောင့်ကိုယ်စိတ်တည်းခံမှန်းထားသမျှကတကယ်ဟုတ်ချင်မှဟုတ်မှာပါ။အဲ့ဒီလိုပဲကိုယ်စိတ်နဲ့နှိုင်းပြီးအတေမယုံမိပါစေနဲ့။အမှားကြီးမှားလိုက်မယ်။သူတို့ဘက်က ဘလို့အချိုးမျိုးနဲ့မဆိုဆက်ဆံလာပါစေကိုဘက်ကအနေမမအနေမလွဲစီပဲပုံမှန်အတိုင်းလှုပ်ရှားရှိတာလို့ပါသူတို့ဖြစ်စီခြင်းတဲ့အတိုင်းလိုက်လျောလိုက်ပါ လုံနိုင်တဲ့အတိုင်းတားသည့်အစွမ်းအစာရှိသလောက်လှုပ်ပြလိုက်ပါ အချိန်ပေးပြီးစောက်ပါ စိတ်ရှည်နိုင်မှုအပေါ်သူတို့စမ်းတက်နေတာဖြစ်တယ်မရည်ရမှုမတိကြမှုတွေရဲ့အနောက်မှာရှုပ်ွက်အတိုင်းကိုအကဲခတ်နေတယ်ဆိုတာလုံးဝမမေ့ပါနဲ့ ဖိလိပ္ပိုမာရီယာဘေကွန်တီရဲ့အုပ်ချုပ်ရေးတည်တံ့တလျှောက်မှာမီလန်မြို့ပြနိုင်ငံအနေနဲ့စစ်မေးစစ်ရန်လဲမတွေ့မကြုံခဲ့ရသလိုအေဂျင့်တည်ငြိမ်ပြီးစီးပွားရေးအရာတိုးတက်မြင့်မားတဲ့မြို့ပြနိုင်ငံအဖြစ်အီတလီတခွင်မှာဝင်ကြွားနိုင်ခဲ့ပါတယ်။ကိုယ့်ရဲ့အပြုတ်မူတိုင်းကိုလူတွေအကဲခတ်နေပါတယ်။အမှုအရာအပြောအဆို အနေထိုင်တွေရဲ့အသွားအလာအရာဘာတွေတွေးတော့ကြံစီနေမလဲဆိုပြီးခံမှန်းတတ်ကြတယ်။ဒါကြောင့် နေ့စဉ်နဲ့အမျှပြုမှုလုပ်ကိုင်မိနေတဲ့အကျင့်အကြံတွေကတပုံစံတည်းဖြစ်နေပြီးအကြောင်းထက်အမှုအကျင့်တွေဖြစ်နေခဲ့ရင် စိတ်နေစိတ်ခံကိုလူတွေခံမှန်းလို့ယာသွားပါလိမ့်မယ်။နားလေရာခက်စီနိုင်မဲ့အကျင့်တွေအမှုရာတွေနဲ့လူတွေမျက်စိလည်အောင်လုပ်တဲ့ရမယ်။ပေါ်ရူဆန်ဘားလို့ခေါ်တဲ့ပကြီပွဲစားတယောက်နဲ့ပပလိုပီကာဆိုတို့အလုတ်တွဲလုပ်ခဲ့ပါသေးတယ်။တရက်တော့ပီကာဆိုကအကြောင်းမရှိဘဲ ရိုဆန်ဘာ့ကို သူ့ဆွဲထားတဲ့ပကြီတွေမယောင်းပေးနိုင်တော့ဘူးလို့ပြောလိုက်တယ်။ရိုဆန်ဘာ့ကိုအဲ့ဒီလိုမျိုးဘာလို့ပြောခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီးပီကာဆိုပြန်ပြောပြတာကရိုဆန်ဘာ့ကိုအဲ့ဒီလိုပြောလိုက်တော့နှစ်ရက်လောက်သူ့ဦးချောင်းချောင်းဖြစ်သွားတယ်။ငါ့ကိုဘာလို့မယောင်းနိုင်တာလဲဆိုပြီးသူ့ခေါင်းစားသွားမှာပေါ့။ချက်ချင်းကြီးဆိုသလိုမယောင်းနိုင်ဘူးပြောလိုက်တာကိုတခြားပွဲစားနဲ့များ ြောင်းပြီးအထားလို့လားဈေးကောင်းပေးတဲ့သူ ပေါ်လာလို့လားဆိုပြီးတော့လေသူစိတ်ပူမှာပဲလေနောက်နေ့ရက်လောက်ကြာတော့သူငါးစီပြန်ရောက်လာတယ်ညနာတော့မကောင်းဘူးအပူသေးရုပ်ကြီးနဲ့ဟိုဟိုတီတီတောင်မပြောနိုင်ဘူးချက်ချင်းကြီးငါ့ကိုဘာပြောလဲဆိုတော့ပြီးကဆိုရင်တာကြီး မင်းပကြီးတွေကိုဘသူတွေဘလောက်ပေးပေးကွာအခုဒီပမာဏလောက်ဆိုရင်မင်းငါ့ကိုမငင်းနိုင်တော့ဘူးမှတ်လားလို့ပြောလာရောဗျာနားလေရခတ်အောင် နေတက်ချင်း ြောတတ်ခြင်းမူတတ်ခြင်းကတပတ်သားကိုကြောက်သွားအောင်၆တဲ့နေရာမှာအထီရောက်ဆုံးသောလက်နက်ဖြစ်တယ်။လူတွေရဲ့အသည့်ထဲမှာကိုဟာဘယ်တော့မှဆိုဘလို့အကြောင်းတည်းပဲဖြစ်ဖြစ်နားလေရခတ်သူဖြစ်ပါစီအတူတူအနူနူအဖြစ်မခံနဲ့လူတွေရဲ့ဗစက်မှာကို့အချိုးနဲ့အကျင့်အကြံတွေက ခံမမ်းမရပဲဘာလို့လို့ထူးချွန်ပြောင်ပြောင်ကြောင်ချီကျူစကားနားလေရခတ်ကြောင်ကဲ့ရဲ့စကားတွေပြောနေပါစီလူတွေဗစက်က ပြောဘဲမနေနိုင်တော့အောင်ဖြစ်နေခဲ့ရင်ကို့အရှိန်ဝါကသူတို့မသိစိတ်သေးသည်ဆွဲလန်းနေပြီဖြစ်လို့ပဲလူတွေမျက်စိလည်အောင် လုပ်ပါနားလေရခတ်အောင်နေပါ ကို့အတွေးကိုလူတွေမသိစေနဲ့ဗစက်ကလည်းထုံမပြောနဲ့လက်ကလည်းလုံးမပြနဲ့အနေထိုင်တက်ပါစေမမြင်နိုင်တဲ့လေဟာအချိန်မရွေးအလင်ပြောင်းနိုင်ပြီးตาရာကြည်နိုးဖို့ကောင်းတဲ့လေပြေအဖြစ်တိုက်ခတ်လာနိုင်သလိုသေစီနိုင်လောက်တဲ့ပြင်းထန်မှုတွေနဲ့ကြမ်းတမ်းဆက်ဆုပ်နိုင်တယ် အမျော်အမြင်ကြီးကျယ်မြင့်မြတ်သည့်အုပ်ချုပ်သူအရှင်သခင်သည် နားလေရခတ်ပြီးသူ၏ယက်တီမှုအပေါ်ခံမှန်း၍လုံးဝမရပေညင်နေရတော်လဲမတွေ့နိုင်တိနေပညာတော်လဲသဘောပေါက်နိုင်စွမ်းမရှိ မတုံမလုံငြိမ်သက်နေတော်လဲမလုံမကင်ပါပဲလျက်အရေးကိစ္စဟုသမျှကိုပီစီစီနိုင်စွမ်းရှိပြီး၏